စားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်။မကွေးတိုင်းကံကောင်းမြို့နယ်ကစာတင်ကျောင်းကိုမေလ14ရက်နေ့ည7:00နာရီခွဲဝန်းကျင်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲသွားခဲ့လို့စာတင်ဆောင်တဲ့လူနေအိမ်တွေပျက်စီးသွားတယ်လို့ရောလင်းတဲ့အဖွဲ့အစည်းကနေသိရပါတယ်။စစ်ကောင်စီတပ်ဟာလာဖို့ကြီးရွာနဲ့စာတင်ကျောင်းတွေကိုတရတဦးလေစိတ်ကနေတက်လာတဲ့ mid 29လေရင်နဲ့ပေါင်150ဘုံနှလုံးကျဲချသွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ လေကြောင်းတိုက်ခိုက်ပြီးမှလက်နက်ကြီးတွေနဲ့ပါထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့လည်းဆိုပါရယ်အခုတိုက်ခိုက်ခံရတဲ့အနေအထားကလည်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့တိုက်ခိုက်သွားတာပါလို့ကံကောခရိုင်ပကဖတာဝန်ခံတယောက်က DVB ကိုပြောပါရရှင်စစ်ကောင်စီကနိုင်ငံနေရာအနှံ့ကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုနည်းအောင်နီလန်းမျိုးစုံအုံပြုကာကွယ်နေရပါတယ်။ဒီအကြောင်းကိုတော့သီရိကပြောပြပေးမှာပါရှင်။ အရာပြေးငလင်လောက်ခတ်ပြီးနောက်စစ်ကောင်စီကယာယီအပြစ်ခက်ရဲဆဲဖို့ကြေညာထားပေမဲ့အရက်သားတွေနေထိုင်တဲ့ကျေးရွာတွေနဲ့စာတင်ကျောင်းတွေအပေါ်လေကျောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါဗါးကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လေကျောင်းသတင်းတွေကိုပြည်သူလူထုစီအချိန်နဲ့မျှပေးပို့နေပေမဲ့လက်တွေမှာတော့နေ့စဉ်နဲ့အမျှလေကျောင်းတိုက်ခိုက်မှုကြောင့်ပြည်သူထိခိုက်ဒေဆုံးမှုတွေဖြစ်ပေါ်နေပါဗါးငလင်လောက်ပြီးကြတဲ့ကမေလ14ရက်နေ့အထိစစ်ကောင်စီကစကိုင်းတိုင်းတွေကကျေးရွာတွေကို jet fighter နဲ့စက်တက်လေဒီ paramotor တွေအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာ65ချိန်ထက်မနည်းရှိနေပြီလို့ DBP ကကောက်ယူထားတဲ့အချက်လက်တွေရသိရပါတယ်။တပင်းရင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ Orange Twin ကျေးရွာစာတင်ကျောင်းကိုမေလ12ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဆီယာမနှစ်ယောက်ပါဝင်ကျောင်းသားကျောင်းသူစုစုပေါင်း24ယောက်တိစုံခဲ့ပါတယ်။ချောင်းဦးမြို့နယ်မှန်ချိုကျေးရွာကိုလည်း မေလ12ရက်နေ့မှာပဲလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ပြည်သူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ချောင်းဦးမြို့နယ်မှာလေကြောင်းအန်ရဲ့ကာကွယ်ရေးအတွက်ကာကွယ်ရေးတပ်ဖွဲ့တွေကစကားပြောဆက်အိုင်ကွန်တွေကတဆင့်ပြည်သူတွေစီအချိန်နဲ့မျှသတင်းပေးပို့နေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းသတင်းရတာနဲ့ဘုံခိုခြင်းတွေစီပုံကြဖို့အတိပေးထားပါတယ်။ကျွန်တော်မျိုးနဲ့မှာတော့ပါရာမော်တော်နဲ့ထိလိုက်တာအလေးအနက်ရှိပါတယ်။ပါရာမော်တော်ကဒီကရုတ်ချင်းထဲကိုကွက်ပြီးကြောင် ချနိုင်နေဆိုတာတော့ဒါတော်တော်မလွယ်ကူလာဘူးပေါ့နော်ခုံချင်းကတော့ဟိုကျွန်တော်တို့မှရှိရနေတယ်ပေါ့အကောင်းဆုံးကပဲစနစ်လို့နေတယ်ကျွန်တော်တို့ကသူ့ကိုသတင်းအောင်ပို့ပေးမယ်သူကအချိန်ကြောင်ချင်းနဲ့ဝင်နိုင်ပဲဆိုရင်တော့ကောင်းကောင်းကာကွယ်တဲ့လူယူဆပါတယ်တော့လေကျွန်တော်တို့မျိုးနေတယ်မှာရောက်တဲ့ခက်ကမှဆုံးချုံလာတော့တရားရတာတို့ကလည်းခုံချင်းထဲမှာရှိမနေတဲ့ပြည်သူတွေပါပဲမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ကြေးရွာကိုလည်းစစ်ကောင်စီကဧပြီလ16ရက်နေ့ကနေမေလ9ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ30ကျော်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။ရေထွက်ကျေးရွာမှာတော့ကာကွယ်ရေးတပ်ဖွဲ့တွေကစကားပြောဆက်အင်ကိုတွေအပြင်အတန်ချဲ့ဆက်တွေကိုပါတုံးပြီးလေကြောင်းအနေနဲ့တတိပေးဖို့အတွက်အသုံးပြုနေကြပါတယ်။လေကြောင်းသတင်းတွေပြည်သူတွေစီကိုမြ мян ဆန်ဆန်ပေးပို့နိုင်ပြီးဘုံခိုခြင်းတွေစီဝင်ပုန်းနိုင်ရင်တော့ထိခိုက်မှုနည်းမှာဖြစ်ပြီးကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့သတင်းချက်လက်ပေးဖို့ရမှာလိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။ပြည်သူတို့ချို့ကသာဘုံခိုခြင်းတူးနိုင်ကြပြီးဘုံခိုခြင်းမရှိတဲ့ပြည်သူတွေက လေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့အခါအနေရမြားနိုင်တယ်လို့တပိတ်ချင်းမြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ဒီကတော့ဗျာတော်ရင်မဟုတ်ဘူးဆိုတော့ဒါသူတို့ဘုံဘုံချင်းတွေရှိနေလို့ရှိရင်ဒေချာပေါ့တဲ့အနေတော့ခင်းမယ်လို့မြင်လာလိုက်တာ။တော်တခြားကဗျာသူတို့အတိပြီးတဲ့ကိစ္စပေါ့တော့အော်ရမှုပဲတဲ့တခြားပေါ့သူတို့တော့ကိုစကားပြောစက်ပဲ အဖန်လီပေးတာပဲဖြစ်ရောဒီက information ကိုရအောင်ဗျာစာနည်းနဲ့ဖန်လီလို့ရရကြတာပဲနော်အဲ့ဖန်လီပေးမယ်ဆိုရင်လည်းချေတယ်ဒီခိုက်တယ်ဘယ်လိမ့်မယ်လို့တော့မြင်မိတာပဲဗျာဒီကအဲ့လိုရရှိရဆိုတဲ့ကိစ္စကဘတ်ချက်ပဲဖြစ်ပါလိမ့်မယ်ကျွန်တော်လည်းဆော်လိုက်စုပွဲဖြစ်တဲ့ကျုပ်ကိစ္စတွေမှာကိုနီကိုရရုံးစက်နေရတဲ့အခြေအနေတွေလည်းအများကြီးရှိတာဟုတ်ကဲ့ဒီနေ့ကတောင်းဝင်းကိုမျိုးမဲမကန်တာဖြစ်နေရဗျာလေချောင်းတိုက်ခိုက်မှုဖြစ်တဲ့အခါပြည်သူအနေနဲ့ဘုံခိုခြင်းတွေမှာစနစ်တကျပုံခိုကြဖို့လိုအပ်ပြီးအစိုးရအနေနဲ့လည်းပြည်သူ့စီတည်င်းချက်လက်ရရှိဖို့အကူအညီပေးနိုင်တဲ့အခါ ိခိုက်သိဆုံးမှုနည်းနိုင်တယ်လို့မြောင်မြွနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကိုຫນွေဦးကသုံးသပ်ပါတယ်ဟုတ်ရရန်တရားထဲမှာပါတဲ့ဌာနတွေဆိုလို့ရှိရင် APC တွေတက်ဆင်ပေးတာလည်းမျိုးရှိတဲ့တော်ကြောင့်ဒါရေကနိုင်နိုင်သုံးနိုင်ကြတယ်ပြည်သူတွေမှာကျတော့အဲ့လိုမျိုးဝယ်ကင်ဖို့ငွေကြေးကြီးရလဲကွန်တက်ဒီကရှိရလဲဝယ်ပြီးတော့မသုံးနိုင်အဲ့ဒါကတော့ဖိုင်ဖို့ဖိုင်ရကျတော့တင်ရတဲ့လူတွေမှာတရင်မရတဲ့လူတွေကိုတရင်ရအောင်ပြန်ပြီးတော့ကုညီပေးရမှာပဲအစိုးရအနေနဲ့ကလည်းဂျွာတိုင်းဂျွာတိုင်းမှာ တရင်စစ်စင်းမှုကိုအကောင်းလေးလုပ်ပြီးတော့တင်းတဲ့ရင်းမှန်မှန်တန်တန်ပြပြီးတော့လှုပ်ဆောင်ပေးနိုင်တယ်ပြည်သူတွေပေါ်မှာဝန်ဆောင်မှုတွေလုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ထိခိုက်ကြဆုံးမှုအတွက်ကတော့တော်တော်လေးအထောက်အကူဖြစ်သွားမှာလို့ထင်တာပေါ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ14ရက်နေ့အထိစစ်ကောင်စီကနိုင်ငံနေရအနှံ့ကိုလေကြောင်းတိုက်ခိုက်မှု488ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ကာကွယ်ရေးရဲဘော်အပါအဝင်ပြည်သူ398ယောက်တေဆုံးခဲ့ပြီး 829ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျမဒီရီပါ။လေကြောင်းတိုက်ခိုက်မှုခက်စိတ်စိတ်လုပ်နေပါ၍လေရီအနေရကိုအထူးကူဆက်ကြရန်ရန်ရှင်းမှအတည်ပြုရပါတယ်။ပကောရိုင်းကျိုးပင်ကောင်းမြို့နယ်အလဲကုန်းကျေးရွာနယ်မြေရဲစခန်းကရဲတပ်သားဖြိုးပြေဆောင်စော်ကိုအမိမတိလက်နက်ကင်အဖွဲ့ကတနက်နဲ့ပစ်တပ်သွားပြီးသူကင်ဆောင်တဲ့ BA63 မောင်းပြန်ရိုင်ဖယ်တနက်နဲ့ကြီးတွေကိုပါယူဆောင်သွားတယ်လို့ရဲစခန်းနဲ့နှီးဆက်သူတွေစီကနေသိရပါဗျာ။ မေလ23ရက်မနက်7:00နာရီကျော်မှာအလေကုန်းနယ်မြေရဲစခန်းကိုစုပေါင်းတန့်ရှင်းပြုလုပ်ပြီးမုတ်ထွက်စားခြင်းရဲတပ်သားတနက်နေ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးနေရာမှာတင်သိဆုံးခဲ့တယ်လို့ဆိုပါတယ်။ရဲစခန်းတန့်ရှင်းဝိုင်းလုံးအပြီးမုတ်ထွက်ဝယ်စားတဲ့အချိန်ရဲစခန်းအနောက်ဘက်တစ်ဖက်လုံးအကျော်ကအတုပ်ဆိုင်မှာတနက်နေ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးပြစ်ခတ်တဲ့သူတွေကသူ့ရဲ့တနက်ကြီးတွေနဲ့ဘေးလွယ်အိတ်ကိုပါယူသွားတယ်လို့ရဲစခန်းနဲ့နှီးဆက်သူကပြောပါရရှင်။ ဖားကန့်ကိုစစ်တပ်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေတုန်းဖြစ်ပြီးအခုရက်ပိုင်းကာမိုင်းဘက်မှာတိုက်ပွဲညင်နေပေမဲ့အင်းတော်ကြီးဒေသမှာတော့တိုက်ပွဲဆက်ရှိနေတယ်လို့တာဝန်ရှိသူနဲ့ဒေသခံတွေကပြောပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါရရှင်။ယာယီပြည့်ရထားတဲ့စစ်တပ်ကကချင်ပြည်နယ်ဖားကန့်ဒေသကိုဆက်လက်ထိုးစစ်ဆင်နေတာကြောင့်စစ်ရေးတင်းမာနေပြီးအင်းတော်ကြီးဒေသမှာအခုရက်ပိုင်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့ပူးပေါင်းတပ်တွေကမေလ14ရက်မှာ နမ်မိုးမြို့ကနေစွန်ရင်ကုန်းကျွော်ဘက်ကိုစစ်ကြောင်းထိုးတာကြောင့်မေလ15ရက်အထိတိုက်ပွဲရှိခဲ့ပြီးလေရင်ဝဲလာလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောနေကြတာပါအဲ့ဘက်မှာစွန်ုံကုန်းဘက်မှာတိုက်ပွဲဖြစ်တဲ့ဆိုတာတော့ပဲကြားပါလားဒီချင်းတော့ဖြစ်တာတော့ကျွန်တော်တို့လည်းမကြောက်ဘူး။ဒါပေမဲ့တိုက်ပွဲဖြစ်တာတော့မှန်မှာပါ။တခြားတော့ဘာချက်လက်တွေမှမကြောက်ဘူး။ကားမိုင်းဘက်ကတော့အခုဘကန့်ဘက်ကိုတက်သွားတဲ့စစ်ကြောင်းတွေကတော့ခဏရက်နာတယ်လို့ဖြစ်နေပါလား။သူတို့အဲစစ်ဘယ်လဲ အကြောင်းတွေရပ်သွားတာတော့မဟုတ်ဘူး။ဒါမဲ့တပ်ပွဲကတော့သုံးရက်လောက်ရှိပါပဲအပတ်မရှိတာ။အင်းတော်ကြီးဒေသဟာစစ်ကောင်စီတပ်တွေစစ်ကြောင်းမထိုးခင်တည်းကတိုက်ပွဲဖြစ်လေရှိပြီးစစ်ကောင်စီတပ်ဟာနမ်မုန်းနဲ့လုံးတုံကြီးဝါတွေမှာအ धिक အခြေပြုနေတာလို့ဒေသခံကပြောပါဗါတယ်။တော်လိုင်းတပ်တွေကနေရာအတော်မများကိုထိန်းချုပ်ထားနိုင်ပေမဲ့နဖက်တက်တီနီနီကက်ကက်ရှိတဲ့အခြေအနေဖြစ်လို့မကြခဏစည်ရေးတင်းမာလေးရှိတယ်လို့ဆိုပါရယ် နမတောင်ကြီးရဲ့လေဒီဝက်ထိတ်တောင်ကြီးဟိုဝက်ထိတ်တောင်ကြီးရဲ့အဲ့ရွာလမ်းတစ်လျှောက်လေးပဲယူထားတာစနေနေရတော့ဟိုဘောပီရနေကြီးရဲ့အဲ့လိုမျိုးရှိတာအဲ့ကတော်တော်ကတ်တယ်ကြိတ်ကြတယ်ကုမဲကူကအဲ့လိုမျိုးဟိုညကလို့ရှိရင်တိုင်းမဲအံပြက်လည်းပြက်နေကြတာလည်းမဖြစ်တာလမ်းလျှောက်သွားရင်တော့ရှင်လို့လောက်မစောတယ်ဒီမှာမျိုးစိတ်မဝေးဘူးပြတ်ပနဲ့တော့မြင်းနေရကမိုင်းဘက်ကနေဖားကန့်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကတော့နိုင်ရာကြီးရအကျော်မှာပဲရက်တန့်နေတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ဟာဖားကန့်ကိုပြန်ရဖို့အတွက်ဖားကန့်ကာမိုင်းလန်ဖားကန့်အင်းတော်ကြီးလန်အပြင်ဖားကန့်ဆယ်စင်းလမ်းဘက်ကနေပါစစ်ကြောင်းတွေခွဲပြီးတော့တက်နေတာရက်၂၀နီးပါးရှိလာပါပြီသူကစစ်ကြောင်း၃ရောင်ခွဲတက်တာလည်းဟုတ်တယ်နေရ နိုင်ငံကျော်မှာရှိတာလည်းဟုတ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီလုံခင်ဖားကန့်ဆိုင်တော်မှာလည်းလောလောဆယ်တော့လက်ရှိနေထားတယ်။ AC ပဲကို။ဆာမန်မအဲ့ကမိုင်းတက္ကအချင်းကလောလောဆယ်တော်ကိုလက်ရှိနေတာဆေးတင်းလာတာလည်းဒီကမှပြည်သူတော်မရှိသေးဘူးပေါ့။စစ်ကောင်စီကကျွန်တော်တို့ဒီဟောပေါ့နော်။ဗားတဲ့တရားညီတော်တရားညီတော်ဒီတော့ကိုလုံးဝမကြော်လာနိုင်ဘူးပေါ့ဟုတ်။ဖားကန့်ဆယ်စင်းလမ်းဘက်ကအခြေအနေတွေကိုတော့ဆက်သွယ်ရေးအခက်အခဲကြောင့်မသိရသေးပါဘူး။ ါပေမဲ့တိုက်ပွဲတွေကြောင့်ဖားကန့်ကာမိုင်းလမ်းပေါ်ကရွာကန်တွေတိမ်းရှောင်နေရပါတယ်။ဖားကန့်အင်တော်ကြီးလမ်းပိုင်းကဒေသခံတွေလည်းတခြားမြို့ကိုတိမ်းရှောင်ကြတာရှိသလိုတိုက်ပွဲဖြစ်ရင်ခဏရှောင်လိုက်အရှိန်အတင်ရင်ရင်ပြောင်းဝင်လိုက်နဲ့ဆက်လက်နေထိုင်ကြသူတွေလည်းရှိကြောင်းဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကအခုမေလ6ရက်နေ့ကနေလကုန်အထိအပြည့်အကြောင်းတက်တန်းတိုးထားပေမဲ့မြေပြင်ထိုးစစ်တွေပြုလုပ်နေသလိုမေလထဲမှာပဲလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတော်မှာတရက်ကိုပြည်သူဆက်ရောက်လောက်တိတ်ဆုံးနေရတာကိုတွေ့ရပါတယ်ကျွန်တော်စိုးသူအောင်ပါ ARD တိုင်းကြံခင်းမြို့နယ်တွေကအုတ်ချုပ်ရီမှုတချို့ဟာစစ်မှုမထမ်းကျင်တဲ့လူငယ်တွေကိုငွေကျပ်၅တောင်မဖြစ်မနေပေးဖို့တောင်းယူတဲ့အပြင်ငွေကြေးမပေးနိုင်သူတွေကိုရိုင်းနှက်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်မှုထမ်းတဲ့ဝင်ဖို့အကြောင်းမျိုးမျိုးပြစီယုံသိမ်းသိနေပြီးစီယုံလို့မရတဲ့သူတွေကိုရိုင်းနှက်တာတွေပြုလုပ်နေတာလို့ဆိုပါတယ်။စစ်မှုမထမ်းကျင်ရင်ငွေ၅တောင်အ ਨੇ ဆုံးပေးရပြီးမကျင်တဲ့ပေမဲ့စိတ်ထဲမှာအောက်ခံနေကြရတယ်လို့ကလုတ်ကွင်ကြီးရွာအုပ်စုရဲ့ဒေသခံကပြောပါတယ်။ ကြံငင်းမြို့နယ်ကလုတ်ကွင်းကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကြီးစိုးတန်းဟာအုပ်စုတွင်ကြေးရွာတွေမှာအမျိုးသားတွေမရှိတဲ့အိမ်တွေကို9000ကျပ်နဲ့အမျိုးသားရှိတဲ့နေအိမ်တွေကို25သိန်းကျပ်အထိတောင်းယူနေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပင်လယ်ကွေ့အာရဗ်နိုင်ငံခီးစဉ်အတွင်း သမရထရန့်နဲ့ကာတာဆော်ဘွားရှိတ်တာမင်ဘင်ဟာမတ်အထာနီတို့ဟာမြို့တော်ဒိုဟာမှာလက်မှတ်ရေးထိုးဖွဲ့အခမ်းအနားကျင်းပခဲ့ပါတယ်။ကာတာရဲ့နိုင်ငံပိုင်လေကြောင်းလိုင်းကာတာ Airways ဟာအမေရိကန်ဘိုးအင်းလင်ထုတ်လုပ်ရေးကနေဂျက်လီယင်တွေဝယ်ဖို့အတွက်မေလ14ရက်ပုံတူးနေ့မှာသဘောတူစာချုပ်ချုပ်ဆိုခဲ့တာပါ။ ထရန့်ဟာမေလ13ရက်အင်ကာနေ့က sorry arabia နဲ့သဘောတူညီချက်အများအပြားကိုလက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်ပင်လယ်ကွေ့နိုင်ငံတွေစီခီးစင်ရဲ့ဒုတိယမြောက်ရန်နာမှုအတွင်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်ဒီသဘောတူညီချက်ဟာဒေါ်လာ200ဘီလီယံတန်ကြီးရှိပြီးဂျက်လင်အစီ160ပါဝင်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။ဒါဟာဘိုးရင်ရဲ့ရာဇဝင်မှာအကြီးမားဆုံးဂျက်လင်အော်ဒါတွေဖြစ်ပြီးအရန်ကောင်းပါတယ်လို့ဘိုးရင် CEO ကယ်လီကသူ့ကိုပြောကြောင်းလဲထရန့်ကပြောသွားပါတယ်ရှင်။ သုံးနှစ်အတွင်းပထမဆုံးအကြိမ်ရုရှားယူကရိန်းငြိမ်းချမ်းရေးတိုက်ရိုက်ဆွေးနွေးပွဲကိုမေလ15ရက်နေ့ကတူရကီနိုင်ငံအစ္စတန်ဘူမှာစတင်ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ရိုက်ဆွေးနွေးဖို့ကံလန်ခဲ့တဲ့ရုရှားသမ္မတဗလာဒီမာပူတင်ရောယူကရိန်းတက်တဲ့နယ်လို့တိုက်တွန်းခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရောဆွေးနွေးပွဲတက်ရောက်ခဲ့တာမရှိပါဘူး။ ရုရှားကတော့ကိုယ်စားလှယ်တွေပဲဆီလုခဲ့တာဖြစ်ပါတယ်။ပူတင်ကိုရိုင်းတက်ရောက်ဖို့စိန်ခေါ်ခဲ့တဲ့ယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီကတော့တူရကီကိုတွားရောက်ခဲ့ပေမဲ့ပူတင်မတက်ရင်သူလည်းတက်မှာမဟုတ်ဘူးလို့သိရပါတယ်။ရုရှားဘက်ကသမ္မတအကြံပေးပုဂ္ဂိုလ်ဗလာဒီမာမီဒန်စကီဒုတိယကာကွယ်ရေးဝန်ကြီးအလက်ဇန္ဒားဖိုမင်တို့တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ရုရှားဘက်ကတက်ရောက်ဖို့ကိုယ်စားလှယ်စီးရင်ထွက်လာပြီးမှအရှိအလယ်ပိုင်း၃နိုင်ငံခီးစင်ရောက်နေတဲ့ထရန့်လည်းတက်ရောက်မှာမဟုတ်ဘူးလို့အမေရိကန်ဘက်ကအတည်ပြုပါတယ်။ ထရန့်ကအစောပိုင်းမှာသူလဲတက်ဖို့စဉ်းစားနေတယ်လို့ပြောခဲ့ပူပါတယ်။အခုလိုခေါင်းဆောင်တွေကိုယ်တိုင်မတက်ရောက်တဲ့အတွက်အခုဆင်းရဲဘက်မှာကြီးကြီးမားမားသဘောတူညီချက်ရဖို့မျှော်လင့်ချက်လည်းနေပါနေပါရဲ့ရှင်။ ကိုပါအီတလီယာဖလားဖိုလူပွဲမှာ AC မီလန်ကိုအနိုင်ယူခဲ့တဲ့ဘိုလော့ညာအသင်းဟာနှစ်ပေါင်း90ကျော်အတွင်းပထမဆုံးဆုဖလားဆုခုနိုင်ခဲ့ပါတယ်။ရောမမှာရှိတဲ့ပရိသတ်9000နီးပါးဆန့်အိုလံပီကိုကွင်းမှာကစားခဲ့တဲ့ဘိုလူပွဲမှာဘိုလော့ညာအသင်းကပွဲချိန်53မိနစ်မှာသွင်းယူခဲ့တဲ့အန်ဒိုရီယာဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 1983 84ရာသီကကိုပါအီတလီယာဖလားရရှိပြီးနောက်ဆုံးအကြိမ်စုဖလားရယူခဲ့တဲ့ဘိုလောညာအသင်းအတွက်နှစ်ပေါင်း52နှစ်အကြာမှာပထမဆုံးစုဖလားပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘိုလောညာနီးပြအီတလီယာနိုအတွက်လည်းဖီယိုရင်တီနာနီးပြဘဝမှာဘိုလူပွဲ၃ကြိမ်ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပထမဆုံးစုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်ရာသီ Serie A အဆင့်ခုနှစ်မှာရပ်တည်နေတဲ့ Bologna အသင်းဟာ Italy Serie A မှာ Champion ခုနှစ်ကြိမ်ဖြစ်ဖူးတဲ့အသင်းဖြစ်ပြီး1963-64ရာသီကနောက်ဆုံးအကြိမ် Champion ဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်ဒီဗီယိုမြင်တမ်းကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားကြရတာပါမနက်၈နာရီမှာလဲထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါကျမတော့ဖူးအီအီနွယ်ပါ ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ န်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ပုံမှန်တစ်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖက်ကြားခြင်းအစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖက်ကြားပေးမဲ့သူကတော့မတ်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီရီဟုတ်ကဲ့ရှင်မင်္ဂလာပါကိုအောင်ကျော်ကြီးဟုတ်ကဲ့ပါကျမတို့ရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ Talk to DBB စီစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်။ ဟုတ်ကဲ့ပါမသိဘူးဒီတစ်ပတ်မှာပေးတာတွေထဲကမှပထမဦးဆုံးဖတ်ကြားပေးခြင်းနဲ့စာကတော့ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်မြို့နယ်ကပေးပို့လာတဲ့စာလေးတစ်ထောင်နဲ့အရေးဆုံးစပြီးတော့ဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာပေးပို့လာတဲ့အကြောင်းအရာကတော့ဒို့တော်တူ DPP ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်မြို့နယ်မှာလက်စစ်မီးတွေအလွန်ဆိုးရွားစွာပျက်စီးနေလို့စီးပွားရေးလုပ်ငန်းတွေ အခက်တွေ့နေရတယ်လို့အခြေခံလူဒန်းစားတက်ကြီးရွယ်ဦးတွေမှာလည်းအပူဒဏ်ကြောင့်မီးမလာ၍အသက်ဆုံးရှုံးသူများ ယောဂပိုဆိုးသူများကြုံတွေ့နေရပါတယ်။သို့ဖြစ်တော့လဲ EBC ကနေပြီးတော့စီပင်ကိုလက်ထိုးပြီးစောက်လုံခွင့်မရှိပဲလူနေထိုင်ခွင့်မရှိပဲစောက်လုံထားကြတဲ့စံချိန်စံညုံးမမီတဲ့အထက်မြင့်ကန်ထရိုက်တိုက်တွေကိုလက်စစ်မီးတွေကိုလက်ငွေအများကြီးယူပြီးတော့တက်ဆင်ပေးခြင်းပြုလုပ်နေကြသလိုဘာသာဘောင်းဆောင်ရဲ့ပွဲလန်းသဘင်တွေပထန်းပွဲတွေကအစချမ်းသာတဲ့လူဒန်းစားတွေရဲ့အလှမင်္ဂလာပွဲတွေကိုလည်းအ ਨੇ ဆုံး လက်ငွေ3သိန်းကနေ30ချီယူယူနေပါတယ်ငွေယူပြီးတော့လဲပွဲများကာလတခြားသမတ်ရက်အထိကြီးမပြတ်အောင်စောင်ရွက် ပေးနေကြပါသဖြင့်စည်ရဲသားအခြေခံလူရန်းသားတွေပြည်သူတွေကနေညမီးပြတ်ပြီးပို့ပြီးတော့စည်ရဲဒုက္ခရောက်နေကြပါကြောင်းကြီးသားပြီးတော့ရင်ဖွင့်လိုက်ရပါတယ်ဆိုပြီးတော့ဒီရန်ကုန်တိုင်းမြန်မာကုန်းမြို့နယ်မှာဒါလှည့်စစ်မှုတွေဒါအလွန်ကြုံပြက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတာပေါ့နော် ဒါဒီနေ့လို့ခကြီးမှဆိုရင်ဒါလက်ဆင့်ပြီးကလူတွေရဲ့နေ့စဉ်အခြေခံဘဝမှာပေါ့လေဒါမဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်တယ်နောက်ပြီးတော့လည်းအခုဟာကຫນွေရသည်ဆိုတော့ကျွန်တော်ဒီလက်ဆင့်ပြီးမရှိရင်ဒီရာသီဥရုဒဏ်ကိုဒါအန်တုဖို့ဆိုတာလည်းတော်တော်ကိုခက်ခဲတဲ့အခြေပေါ့နော်နောက်ပြီးတော့လည်းဒီကမ္ဘာနိုင်ငံအသီးသီးမှဆိုရင်ဒီလက်ဆက်မီးကိုလည်းဒါဥစားပေးအနေနဲ့ဒါအလေးထားပြီးတော့ပေါ့လေအချိန်ပြည့်လာနိုင်အောင်ဆောင်ရွက်ထားနေပြီမဲ့လေဒီနေ့မြန်မာနိုင်ငံမှာတော့ဒါလက်ဆက်မီးလိုအပ်ချက်တွေကဒါနှေးစင်နဲ့နှေးစင်နဲ့အမျှပေါ့လေ ဒါလိုအပ်ချက်တွေရှိနေဆိုတာကတော့ဒါမြင်တွေ့နေရတာကတော့ဒါစိတ်မကောင်းကြပဲပေါ့နော်ဟုတ်ကဲ့မတိကြီးကရောပေးစာတွေထဲကဘဲစာကိုအရင်ဆုံးဖတ်ပြပေးဖို့ရှိလဲခင်ဗျဟုတ်ကဲ့ကိုအောင်ကျော်ညီမအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့စကိုင်းတိုင်းထဲကပြပူလာတဲ့စာပါစကိုင်းတိုင်းကတာနေအင်းကြီးရွာကပြည်သူတို့ဦးပါတဲ့တော်တူတီဗီဖွဲ့သားများအားလုံးမင်္ဂလာပါအရင်တစ်ခါကကျမတို့ပေးစာလေးဖတ်ကြားပေးလို့ကျေးဇူးတင်ပါတယ်။ DPP ကအစီအစဉ်တွေနေ့တိုင်းကြည့်ဖြစ်ပါတယ်။အခုတစ်ခါပို့လိုက်တဲ့စာလေးကိုဖတ်ကြားပေးပါဦး။ အန်ယူဂျီအစိုးရမှတာဝန်ရှိသူများရှင်ကျမတို့ကတာမြို့နယ်အတွင်းမှာလောင်ကစားထိုင်တွေပုံမများပြားနေပါတယ်နှလုံးထိုင်ကြက်ဝိုင်းဖဲဝိုင်းသုံးလုံးထိုင်တွေဆိုရင်ခြွာတိုင်းမှာရှိပါတယ်ဘယ်တာဝန်ရှိသူမှဖမ်းဆီးခြင်းဆစ်ဆီးခြင်းမပြုလုပ်ကြပါဘူးတချို့မိသားစုတွေဒုက္ခရောက်နေပါတယ်တရားရေးအုပ်ချုပ်ရေးလုံခြုံရေးအားလုံးရှိပြီးသားနေမိပါ ဖြစ်နေတာကလောင်ကစားထိုင်တွေကိုဘယ်အဖွဲ့အစည်းကမှအေးအေးယူခြင်းမလုပ်ကြပါဘူး အလောင်းကစားကိုခွင့်ပြုထားတာရှိသလားလို့မေးချင်ပါတယ် DPP ရေဟုတ်ကဲ့ရှင်အခုဒီစာထဲမှာပါတဲ့အကြောင်းအရာတွေကတော့ကတာနေအင်ဂျီရွာမှာပေါ့နော်လောင်းကစားတွေကိုခွင့်ပြုထားတဲ့အကြောင်းကို NUG ကလူကြီးမင်းတွေသိအောင်လို့ဖတ်ကြားပေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်ဖတ်ပြပေးမယ့်စာကတော့ဒီဒဇန်မျိုးနယ်တွေကပြဖို့လာတဲ့စာလေးကိုဆက်ပြီးတော့ဖတ်ပြပေးချင်ပါတယ်ခင်ဗျာဒီသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါကိုအောင်ကျော်နှင့် DBB အဖွဲ့သားများ တော့ DPP မှာအဖွဲ့သူအဖွဲ့သားအားလုံးနေကောင်းချမ်းမာလိုရာတွေပြည့်ကြပါသည်လို့ဆုတောင်းပေးလိုက်ပါတယ်တဲ့ဟုတ်ကဲ့ပြေးပို့လာတဲ့ဆောက်လာရှင်လဲကြာချမ်းမာချမ်းသာကြပါသည်ခင်ဗျာကျမတို့ဒဇယ်မြို့နယ်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကိုရင်ဖွင့်လိုက်ပြရသည်ဒဇယ်မြို့ပေါ်မှာတိုက်ပွဲမရှိပါပဲပြည်သူတွေသွာလာတဲ့လမ်းကိုလေးဘက်လေးလမ်းကပိတ်ဆို့ထားပြီးတော့သွာလာခွင့်မပြုပါပဲဧပြီလ22ရက်နေ့ကလည်းကျွဲဆွဲရွာမှပြည်သူလူဟာ တိုက်နယ်ကြီးရွာအဖွဲ့စည်းကပြည်သူတွေသွာလာနေတဲ့လမ်းကိုတိုင်ပိုင်းထောင်ထားလို့တဦးသေးတဦးပြင်းထန်တရားရရှိခဲ့ပါတယ်။ဒီအကြောင်းအရာတွေကို NUG ပြည်သူအစိုးရနဲ့လူအခွင့်အရေးဝန်ကြီးတည်တည်ရဲ့အများပြည်သူကိုသာရေးသားတင်ပြလိုက်ရပါတယ်ဆိုပြီးတော့ဒီတစ်ဆယ်မြို့နယ်တွေကနေပြီးရေးသားပေးပို့လာတာပေါ့နော်။ဒါဒေသထဲမှာဆိုရင်တိုက်ပွဲတွေလည်းမရှိဘူး။ဒါပေမဲ့ဒါလုံခြုံရေးရဆိုပြီးတော့လေးပဲလေးနဲ့ပိတ်ဆို့ထားတယ်။ပြီးပြီဆိုရင်လည်းကျွန်တော်တို့ဒီ မိုင်းနေပေါ့လေထောင်ထားတဲ့အတွက်ကိုဟိုတော့ပြီးခဲ့တဲ့ဂျပန်ကဆိုရင်လည်းဒါတူးသေးတူးတန်ရတယ်ပေါ့ဒီကြောင့်လည်းပသက်ပြီးတော့သဆိုင်ရအနုကြီးဝင်ကြီးနေတဲ့တောင်းရှိသူတွေသိရှိအောင်လို့ဆိုပြီးရေးသားပြပူလာတဲ့စာလေးကိုဖကြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီ Talk to DPP အစီအစဉ်ပြည်သူ့စာပစပ်ငါပေးစာတွေဖတ်ကြားခြင်းအစီအစဉ်ကိုစာရီရေးသားပြပူတော့မယ်ဆိုရင်တော့ email ကနေတစင်းရေးသားပြပူတော့မယ်ဆိုရင် talktodpp@gmail.com ကိုရေးသားပြပူနိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပြပူတော့မယ်ဆိုရင်တော့ facebook.com/ www.dvb ကိုရေးသားပေးဖို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတဆင်ရေးသားပေးဖို့ရမယ်ဆိုရင်တော့အပေါင်း6681112469ကိုရေးသားပေးဖို့နိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကိုအောင်ကျော်ရေညီမအခုတစ်ခါဖတ်ပြပေးမယ်စာကတော့ကတာလူလူလှုပ်ရှားမှုတပိတ်ကောမဒီကပါ။စကိုင်းတိုင်းကတာမျိုးကပါတဲ့။မေဒီနေကကပ္ပပြပြဆိုင်ရာအလုတ်သမားနေလူလူဆန္ဒပြပွဲကိုစကိုင်းတိုင်းကတာမျိုးနေငါးမြင်းတောင်းငါးမြင်းဆောင်ကတာလူလူအောင်လံတပိတ်အဖွဲ့နဲ့ ဒေသခံကတောင်တူလေသမားအလုပ်သမားတွေပူပေါင်းပြီးဆန္ဒပြတော်လှန်တဲ့ဘက်ပြုလုပ်ခဲ့တာကိုပြပလိုက်ပါတယ်။မှတ်တမ်းဗီဒီယိုနဲ့ပုံကလေးတွေလည်းပါပါတယ်။တောင်တူအလုပ်သမားတွေပေါ်မျိုးမျိုးဖိနှိပ်မှုဂုတ်သွေးဆုံးမှုများမတရားမှုတွေပြုလုပ်နေသောဆရာနာရှင်နဲ့လက်ပါစီတွေအလို့မရှိကြောင်းပြသခဲ့ကြတာပါ။ကျွန်တော်တို့ကတားမှာနေစဉ်လလို့ဆရာနာရှင်အလို့မရှိကြောင်းဆန္ဒပြနေကြပါတယ်။ဒါကိုအများသိစေချင်လို့စာရေးသားပြပရတာပါ။နောက်ကြသွားတာကိုခွင့်လွှတ်ကြပါဖုန်းလိုင်းအင်တာနက်လိုင်းတွေဆိုးနေလို့ပါ။ 80ပြည့်မွေးနေ့ရှင်အမေစုကျမ်းမာပါစီကြောင်းလဲကတာတပိတ်ဖွဲ့ဝင်တွေကဆန္ဒပြပွဲတွင်မှကြွေးကြော်ခဲ့ကြပါသေးတယ်။စာဖတ်ပေးတဲ့ TPP ကိုလည်းကျေးဇူးတင်ပါတယ်။ငါးမြင်းဆောင်အောင်လန်လူလူပိတ်ဖွဲ့ဆိုပြီးအရေးတာပြပို့လာတာပါရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့တော့ TPP စီစဉ်ကိုပတ်စင်စာလေးတွေရေးတာပြပို့နေလို့လဲဒီကတာမြို့နယ်ကတပိတ်ဖွဲ့ကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါဒီဇက်မဆိုရင်လည်းဒါထောင်ထဲမှာပေါ့လေအချင်းထောင်ထဲမှာဒါဟိုချင်းချခံထားတဲ့ ဒါဒေါ်ဟန်စုကြည်ပေါ့လေသူရဲ့ဒီမွေးနေ့ပြည့်ဒါအသက်၈၀ပြည့်မွေးနေ့တော့ကိုလည်းဒီမှာပြည်သူတွေကနေပြီးတော့ဒါဆူတောင်းပြီးတော့ဒါချွေးချော်ခဲ့တာလည်းတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါမသိဘူးကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးခြင်းနဲ့စာကတော့ဒီ AR redesign ဒေတာကြီးဒီတဲ့မြို့နေတဲ့ကပေးပို့လာတဲ့စာကိုဆက်ပြီးတော့ဖျက်ပြပေးခြင်းပါတယ်ခင်ဗျဒေတာထားတဲ့အကြောင်းအရာကတော့ AR redesign ဒီတဲ့မြို့ကပါ DDL GH အထည်ချင်းအထည်ချုံးဆက်ရောစိုက်ဒေးယုံဖျားအနီးမှာရှိတဲ့ တော်ကြိုက်လန်းတဲ့ကိုရီးယားဆက်ရုံဟာအခြေအနေအတော်ဆိုးနေပါတယ်တဲ့ကျွန်တော်တို့အခု မေလ9ရက်ရှင်းရနေ့ကဆန္ဒပြနေကြပါတယ်ဓာတ်ပုံဗီဒီယိုတွေကိုလည်းပို့လိုက်ပါတယ်ဟုတ်ကဲ့ပါအခုလိုဓာတ်ပုံနေဗီဒီယိုနဲ့တခါပြပို့လို့လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အခုလက်ရှိအဲ့ဒီမှာအလုံးလုံးရင်ဆန္ဒပြနေတာပါပြောရရင်တနင်္ဂနွေနေ့ဆိုရင် OD တွေကပိတ်ရမရှိဆင်းရပါတယ်မဆင်းရင်နောက်နေ့မလာမလာနဲ့လို့ပြောပါတယ်အခုထိလည်းအဲ့ဒီ OD ကြီးတွေမရပါဘူး နှစ်ပတ်စာတောင်ကျွန်တော်တို့မရသေးပါဘူးပုံမှန်ဖွင့်ရတွေ့ဆိုရင်တစ်နေ့အချိန်ပို2နာရီ3နာရီအလကားဆင်းရပါတယ်ခေါင်းဆောင်တွေကလည်းအလုသမားတွေဖက်မြမလူမျိုးအချင်းချင်းယက်တီပေးကြပါမဖြစ်နိုင်နဲ့အာဝါဒီတွေတောင်းတယ်ပုံမှန်စူးစမ်းရင်အာဝါဒီ16ထဲလောက်ရတာကို20လောက်တောင်းပြီးအလကားဆင်းခိုင်းတယ်အရင်လာတွေတုန်းကလည်း9ရက်ရှိရနောက်ကြပြီးလာသာထုတ်ပေးပါတယ်တချို့တွေဆိုရင်9နာရီအထိအလုဆင်းရပါတယ် OD ပေးမယ်ပြောတယ် လာသာတဲ့ထည့်ပြီးမဲ့ပြောတယ်လာသာထုတ်ခန့်နေကြရင်အာဝါဒီမပြည့်လို့ဆိုပြီးမပေးပါဘူးထည့်မပေးပါဘူးတခါတခါအလကားဆင်းပေးရတဲ့ OD များညာနေလို့ဆိုပြီးတော့ဖျက်ချခံရပါတယ်ဒါအပြင်တနင်္ဂနွေနေ့တပိုင်းကို လူတိုင်းအခမဲ့လာဆင်းပေးနေရပါတယ်မဆင်းရင်ဒီကြီးလျှော့မယ်လို့ပြောပါတယ်ဒီမတရားမှုကို အများပြည်သူသိအောင်ရင်ဖွင့်လိုက်ရပါတယ်ကူညီပါအောင် DPP ဆိုပြီးတော့ရေးသားပြဖို့လာတာပေါ့နော် ရီတိုင်းကပြေးပို့လာတဲ့ပေးစာလေးပါဒေါက်တူ DBB ရှင်နဲ့ကျမက AR တိုင်းဝါခင်မမျိုးကပါကျမတို့ဝါခင်မမျိုးနဲ့မှာအချက်ဖက်စစ်တပ်ကအတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့အပြင်လာစဉ်ကြီးကိုလည်းအတင်းအဓမ္မကောက်ခံနေပါဗါအခက်ခဲရှိလို့မပေးနိုင်တဲ့ပြည်သူတွေကိုအိမ်သိမ်းမယ်မြေသိမ်းမယ်ဆိုပြီးအုပ်ကြီးတွေကချိန်ချောက်အကြက်ကင်ကြပါဗါပြည်သူတွေမှာနေစဉ်နဲ့မြတ်တော့ကပွေနေရပါဗါကျမတို့ရဲ့အခက်ခဲတွေကိုဖတ်ကြားပေးခြင်းဖြင့်ကူညီပေးပါအောင် DBB ရှင်ယေရှုတင်ပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင် ဟုတ်ကဲ့ပါဒါပြည်သူတွေကနေပြီးတော့ဒါစစ်ဘူးတန်းဥပဒေနဲ့ပတ်သက်ပြီးတော့ရောက်ဟိုခံစားနေရတဲ့တောကတွေကတော့ကျွန်တော်တို့ရဲ့အစီအစဉ်မှာပေါ့လေအပတ်စဉ်ပတ်တိုင်းလိုလိုဒါစာရီအများကြီးလက်ခံရရှိတာလားရှိပါတယ်ဟုတ်ကဲ့မသိလေကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကတော့ဒီချင်းပြည်နယ်ဖလန်မြို့နယ်ကပြပို့လာတဲ့စာကိုဆက်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ကျမကချင်းပြည်နယ်ဖလန်မြို့နယ်ကပါတော်တူ DPP အဖွဲ့သားများကျမ်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျမကတောင်ပေါ်ဒေသမှာနေပါတယ် ျွန်မတို့ဒေတာမှာထီရှုပင်ကလည်းတကယ်ကိုပေါ်ပါတယ်အစားကဒီလိုဈေးဘက်ဝင်မှန်းလဲတိတ်မတိခဲ့ပါဘူးအခုလိုထီရှုပင်ဈေးဘက်ဝင်ပုံအကြောင်းကိုရေးပေးလို့ DBB ကိုတကယ်ပဲကျေးဇူးတင်ပါတယ်ကျွန်မကိုယ်တိုင်လည်းအစင်းမြစ်ရောင်ရမ်းပြီးလာချင်နေလို့ DBB တိုင်းရင်းစီဆောင်းပါးတွေကထင်းရှုခေါမို့တစ်ခါတော့ကော်ဖီနှစ်စုံကိုရေနွေးပူပူနဲ့တနေ့နှစ်ချက်